မှာအဲ့ဒီရာစာနဲ့ကစားတဲ့ခါနိုင်တဲ့ခါသူငူတယ်လေငူတယ်ပြောအဲ့ဒါငူတယ်ဘာလဲဆိုတော့သူလူချင်းနဲ့ကဘန်းတိုက်ကိုရောက်လို့ငူဒီတခါကျတော့အဲဒီပြစ်တန်နဲ့ပေါ့နော်စင်ဘောကပြစ်တန်နဲ့ခွဲခွာခွဲခွာရလို့သူငူတယ်လေနံပါတ်1ကိုဝိဖြစ်တယ်ကိုဝိဖြစ်ဖြစ်ချင်းကိုဝိဖြစ်ပြောက်ပြီးမှချင်း နပွဲဆက်ထိုးမှဒီဟိုဟာနှစ်ခုစလုံးအာကပတ်တစ်ခုတုံးရှုံးခဲ့ကစားတဲ့ဟာနားမယ်ဆိုတဲ့အခါလဲသူကအဆုံးငယ်မတတ်ချင်ဘူးလေနော်အဆုံးငယ်မတတ်ချင်ဘူးအဆုံးငယ်မနာချင်ဘူးတကယ်အောင်မြင်တယ်မှတူအနိုင်နဲ့နားချင်နားတဲ့အဲ့ဒီနားတဲ့ထဲမှာလဲသူလေ့ကျင်တာဒီပွဲကနောက်ဆုံးပွဲကသူကပမာပြေမှာပဲသူကစားချင်တယ်လေနော် လာရဲ့ခံစားချက်နဲ့ပြည်နေနဲ့ခံစားချက်တာတူတယ်။ဘာကြောင့်လဲဆိုတော့အောင်လာကဒီနံပါတ်1ဒူဒီကစားတဲ့ခါမှာဒီဝေါ်ချန်ပီယံဖြစ်အောင်ဆိုမှကစားခဲ့တယ်နော်။အဲ့ဒါနင်းတို့လည်းသိတယ်ရန်ကုန်မှာအဲ့ဒီရာစာနဲ့ကစားတဲ့ခါနိုင်တဲ့ခါသူငိုတယ်လေ။ငိုတယ် ပြောအလုံးမှုတယ်ဘာလဲဆိုတော့ तू လူကြီးနဲ့ဟာဘန်တိုက်ကိုရောက်လို့ဒီတစ်ခါကျတော့အဲဒီပြစ်တန်နဲ့ပေါ့နော်စင်ပေါ်ကပြစ်တန်နဲ့ခွဲခွာခွဲခွာရလို့ तू မှုတယ်လေအဲ့လိုပဲကျတော့လဲ तू လုတ်ချင်တဲ့ဘန်တိုက်ကိုအာ तू ဖြစ်စီပေးတာပေါ့ကောနော်တို့တို့အမေနဲ့ဆိုတော့လုံးဝမကစားခိုင်းဘူး ဒါပေမဲ့ကျွန်တော်အဖေအနေနဲ့တော့သူ့ကိုဖြည့်ဆည်းပေးတဲ့သဘောပဲအားပေးတယ်။အားရှိတာပေါ့။မနေ့ကတော့မှသူကကျွန်တော်ဘုရားကျောင်းသွားပြီလို့ဆိုတော့ message အရန်ယောင်နေတယ်။ယောင်နေတော့ကျွန်တော်ဒီကရေခဲဟွာဝယ်လာပြီးမှသူကလုတ်ပေးလိုက်တယ်လေ။အဲ့ဒါနဲ့နည်းနည်းပြန်ကောင်းမှကျွန်တော်ဘုရားကျောင်းသွားတာမနေ့ဆန်တဲ့ဖြစ်တယ်။အဲ့ဒါအဲ့ဒီဟာတော့မပြောနဲ့တော့သူ့အမေဆိုတော့ကြည့်ကိုမကြည့်ဘူး။အဲသူကြည့်ကိုမကြည့်ရဲဘူး။ အစကသူသူ့အဲသူ့ရဲ့ကစားဘက်ကတော်တော်လေးနာမည်ကြီးတယ်နောက်ဆုံးလက်သိမဆုံးဖို့ကိုစံပြန်နဲ့စံပြန်နဲ့နော်အဲ့ဒါနဲ့အများသူကတော့နိုင်ဖို့ဆိုတာနည်းနည်းလေးပုံဟိုခက်တာပေါ့ကွာအတက်လဲ30ကျော်ပဲရှိတယ်သူက40ဒါပေမဲ့ online တမျိုးကောင်းတော့တယ်အရင်ကသူဆုံးခဲ့တဲ့ပွဲတွေကအားလုံးအဆင်မပြေဘူးနံပါတ်1 ကိုဝစ်ဖြစ်တယ်ကိုဝစ်ဖြစ်ဖြစ်ချင်းကိုဝစ်ဖြစ်ပြောင်းပြီးမှချက်ချင်းနဘွဲဆက်သူမှဒီဟိုနှခုစလုံးအာကပတ်တခုလုံးရှုံးခဲ့ဒါမကဘူးသူခြေတောက်တွေခွဲရတယ်ခြေတောက်တွေခုဒီတစ်ခါကျတော့သူမကစားရတဲ့ကြာပြီဆိုသူရဲ့ဟိုဒီကနည်းနည်းပုံမှန်သာဖြစ်လာနည်းနည်းပြန်ကောင်းလာဒီ in a bio ဒီခြေတောက်နာတာကိစ္စရော ောက်ရင်ကဒီကိုဗစ်ဖြစ်တဲ့ကိစ္စကတော်တော်ကြီးတယ်။ဘုလဲတို့လည်းကိုဗစ်ဖြစ်ဘူးတယ်နော်။ဖြစ်တဲ့ခါကျတော့တစ်နှစ်လောက်မပြပြပြမငကိုနေရမရောက်နိုင်ဘူး။အဲ့လိုဖြစ်နေနော်။ဟင်အာမပြီးဘူးလေနော်။ဟာအောင်ကဒီလိုထိုးမလို့မသိဘူး။ကျွန်တော်တို့များထိုးကျင်တော့သူ့အကူခွန်လာပဲထိုးလို့တည်တာသူကသားလေးမာတယ် လုံးလုံးလုံးသူကဘလို့ပဲဘသူပဲအပါပြောပြောသူသူကမှသူကပြန်ပြမ challenge လုပ်တာမရှိဘူး play ဒီဟောစားတဲ့အခါရပါတယ်အဲ့ဒါသူကကျွန်တော်ခလေးထဲမှာလင်းမဆုံးပဲလို့ပြောရမလို့ဖြစ်တယ်အဲအောင်လာကသူအော်သူရဲ့ dream ပေါ့သူရဲ့ image ကငကူကတဲ့ကနံပါတ်1ဒီကဘာချန်ပီယံဖြစ်တော့ လုံးမယ်ဆိုတာကိုသူသူမရမန်ချက်ရောက်ပြီးပြီရောက်ပြီးမှဆိုရင်အခုနောက်ဆုံးဒီနောက်ဆုံးဒီကစားတဲ့ဟာနားမယ်ဆိုတဲ့အခါလဲသူကအဆုံးနဲ့မတတ်ချင်ဘူးလေနော်အဆုံးနဲ့မတတ်ချင်ဘူးဆုံးနဲ့မနာချင်ဘူးတကယ်အဲနာအနိုင်အောင်အောင်အောင်မြင်ပြမှသူအနိုင်နဲ့နားချင်နားတယ် အဲ့ဒီနားတဲ့အဲမှာလဲသူလေးကျင်တာဒီပွဲကနောက်ဆုံးပွဲကသူကပမာပြပါပဲသူကစားကျင်တယ်နော်ဒါပေမဲ့မဖြစ်နိုင်တဲ့အခါကျတော့ဒီ timer ကကျွန်တော်တို့အားလုံးကစံတော့ကျွန်တော်အဖေအနေနဲ့လဲ timer ဆိုရင်ပမာလဲလာလို့ရတယ် timer လို့လဲအဖေလည်းရှိတယ်ဆိုတော့အားလုံးတော်တော်လာလဲလွယ်တယ်ဆိုမှဒီမှာဘုသူဂျပန်မှာပထမဂျပန်မှာအာဘာပြောဘူးကစားဖို့တော့ပြောပြပြတယ်ဒါပေမဲ့ဒီမှာ ကစားတာကိုကျွန်တော်ကအရန်ကိုအဒီထိုင်းနိုင်ငံမှာကစားရတဲ့ကျွန်တော်အများကြီးချေချူးတင်တယ်ဒီ1ကိုလည်းချန်ပြကိုလည်းချေချူးတင်တယ်အကြောင်းလည်းဒီမှာကျွန်တော်လူချင်းတဲ့ပုံစံရသွားတယ်လို့အဲ့ဒါကြောင့်ကမှနောက်ဆုံးအကစားတဲ့ဘွဲကဒီမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပြစ်တတ်တယ်နောက်ဆုံးသူလူစက်တဲ့ပြစ်တတ်တယ်အားလုံးနဲ့အဲကျေနပ်မယ်လို့ကျွန်တော် 有记得。